ဒီအကောင်နေတကယ်ရှိသလားနံပါတ်1နေနေကတော့ဒိုင်နိုဆောပါ အဒိုင်နိုဆောရှိခဲ့တယ်ဆိုတဲ့တက်တီကတော့ဒီအခုထိလည်းတွေ့နေရသေးတယ်ပေါ့နော်အဲကျွန်တော်တို့ဒီဒိုင်နိုဆောရဲ့ကြောက်ဖြစ်ရုပ်ကျွင်းတွေအယိုးစုတွေသွားတွေကဒီဒိုင်နိုဆောရှိခဲ့တယ်ဆိုတဲ့တက်တီပဲပေါ့နော်အဲ့ဒါမဲ့ဒိုင်နိုဆောအစ်စ်ကတော့ကျွန်တော်တို့ဒီရုပ်ရှင်ထဲမှာမြင်တွေ့ရတဲ့ပုံစံမျိုးတွေဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်။အခုမြင်နေရတဲ့ဒိုင်နိုဆောတွေဆိုတာဒီအယိုးစုတွေကိုကြည့်ပြီးတော့ဒီပုံဖော်ထားရတာဖြစ်တယ်။အဲ့ဒါကြောင့်လို့ဒိုင်နိုဆောအစ်စ်နဲ့နည်းနည်းလေးလွဲကျင်လဲလွဲနိုင်တယ်ပေါ့နော်။အဲ့ဒါမဲ့တိတ်ပြီးတော့စိတ်မပူပါနဲ့။အခုတိဗက်မင်းညာရှင်တွေကဒီလိုမျိုးမျိုးတုံးသွားတဲ့တတ္တဝါတွေကို ပြန်ပြီးတော့ဒီမွေးဖွားတဲ့နီလန်းကိုရှာတွေ့သွားပြီပေါ့နော် အခုဆိုရင်ဒီလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ပေါင်းကျော်လောက်ကမျိုးသုံးသွားခဲ့တဲ့ဒီဝမ်ပလေးမျိုးစိတ်တစ်မျိုးကိုပြန်ပြီးတော့မွေးဖွားနိုင်ခဲ့ပြီအဲဒါကြောင့်မလို့ကန်ကောင်းရင်ဒိုင်နိုဆောတွေဘာတွေကိုပါအရှင်လက်လက်မြင်တွေ့လာရနိုင်ပါတယ်နံပါတ်1အနေနဲ့ကတော့ငကားပါငကားတို့ဘာလို့ဆိုတာဒီဒန်နာယီလာတတ္တဝါတွေပေါ့နော်ဒီဒန်နာယီဆိုကလေးကချက်ကားပြောဆိုထားတာတွေပဲများတယ်အဲချဘိုးလိမ့်ဖြစ်အောင်ပြောထားတာတွေပေါ့နော်အဲတော့ဒီငကားတွေဘာတွေဆိုတာကလည်းဒီတတော်ဘာတကောင်းကောင်းကိုတင်စားပြီးပြောတာမျိုးဖြစ်နိုင်တယ်ပေါ့နော် ဒီအပြင်လောကမှာဒီငကားရှိရဲဆိုတဲ့တက်သေးကဒီအခုအထိကိုမရှိသေးဘူး။အဲကျွန်တော်ဒိုင်နိုဆောတွေဘာကြီးဆိုရင်တော့မှကျွန်တော်တို့အယိုးစုတွေကြောက်ဖြစ်ရုပ်ကျွင်းတွေတွားတွေဆိုပြီးဒီလိုမျိုးကြံခဲ့တယ်ပေါ့နော် တက်သေးအနေနဲ့။အဲဒါပေမဲ့ငကားကတော့အဲ့လိုမျိုးမရှိသေးဘူး။အဲဒါကြောင့်မလို့ဒီငကားကိုပုံဖော်တဲ့နေရာမှာတော့မှဒီတနေရာနဲ့တနေရာမတူကြဘူးပေါ့နော်။အဲကျွန်တော်တို့ဒီတရုတ်တို့အာရှတို့ဘက်တွေဆိုရင်ငကားကိုဒီလိုမျိုးမွေပုံစံနဲ့သူတို့ပုံဖော်ကြတယ်။အဲဒါပေမဲ့ယူရိုဘက်ကငကားကတော့ပုံမတူဘူးရ။အဲကျွန်တော်တို့ဒီဒိုင်နိုဆောလိုလိုဘာလိုလိုမှဒီတောင်ပံနေနေပေါ့နော်။ အဲညီမနိုင်ငံရဲ့နှကားကြတော့လေဒီလိုဗျအဲ့မှာတုံးလင်းလေးကတော့ရေသူမပါရေသူမကလည်းဒီအရင်တော့ကဒီ green လူမျိုးတွေကိုးကွယ်ခဲ့တဲ့နှစ်ဖျားတစ်ပါးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမဒူဇာတို့တော်တော့လူမျိုးပဲအပြင်မှာတကယ်မရှိဘူးအဲ့အဲ့ဒါကြောင့်ဒီ line ပေါ်မှာရေသူမဆိုပြီးတက်လိုက်ရင်ကြော်သာကြော်ပြလိုက်ပါအဲ့ဒါတွေအားလုံးကဖိတ်တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ဂျိုသားတွေပါဂျိုသားကလည်းတကယ်ရှိနိုင်ပါတယ် အဲကျွန်တော်အာဂါတာတွေမှာအပင်လေးရေတွေကိုရှာတွေ့ထားပြီးဖြစ်တဲ့အတွက်တခြားသောသက်ရှိတွေလည်းရှိနိုင်သေးတယ်လို့ဒီကျောင်းကျင်သူတွေကပြောကြတယ်ဗောနော် အဲဒါမှဒီဂျိုသားတွေဆိုတာကဒီရုပ်ရှင်တွေတဲကလိုမျိုးဒီဂရုံးနဲ့အစိမ်းကောင်တွေလည်းဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်အဲသူတို့ပုံစံမျိုးမျိုးနဲ့ရှိနိုင်တယ်အအနည်းဆုံးပြောရမယ်ဆိုရင်ဒီကြောင်ဆိုတဲ့မျိုးစိတ်တွေကဒီတခြားကဘာပေါ်ကနေလာတယ်ဆိုတဲ့ theory တခုရှိတယ်ပေါ့နော်အဲဒါကလည်းအတိအကျတော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်အဲဒါပေမဲ့တွေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့လူသားတွေကတော့မှဒီတတ္တဝါတွေထက်ဖြစ်တည်တာပို့ပြီးတော့နောက်ကျတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဂျိုသားဖြစ်ခြင်းဖြစ်ကျွန်တော်တို့ကိုယ်တိုင်ကတော့ပို့ပြီးတော့ဂျိုသားဖြစ်နိုင်တယ်ကဲနံပါတ်9နေတဲ့ကတော့ unicorn ပါ unicorn ဆိုတာကတော့ကျွန်တော်တို့ဂျိုးပေါက်နေတဲ့မြင်းကိုပြောတာပါနော် တကယ်တော့ unicorn ဆိုတာလည်းတကယ်မရှိပါဘူးဒါလည်း greek ခေတုံးကစိတ်ကူးရင်တတော်ပါတမျိုးပါဒီလူတွေတော်တော်လေးစိတ်ကူးရင်နိုင်ကြတဲ့ပုံပေါ်ပါပါအဲနောက်တစ်ခေါက်ကတော့ကျွန်တော်တို့ santo ပါ santo ဆိုတာကဒီလူတစ်ပိုင်းမြင်းတစ်ပိုင်းနဲ့ကောင်းတယ်လို့ပြောတာပါနော်အဲဒီကောင်တွေကလည်း greek ဘက်ကကိုးကွယ်တဲ့နဖျားတမျိုးပါအဲ live mode မှာဆိုဒီလိုမျိုးလူတစ်ပိုင်းမြင်းတစ်ပိုင်းကောင်ဗီဒီယိုတွေခဏခဏတက်တယ်ပါနော်ဒါပေမဲ့ဒါတွေအားလုံးကလည်း fake တွေပါ green နဖျားတွေကအပြင်မှာတကယ်လုံးဝမရှိပါဘူးအဲနောက်ဆုံးတွေကတော့ Godzilla ပါ Godzilla ကတော့တကယ်ဝလုံးဝမရှိတာအဲတချို့တွေပြောနေကြလို့ပေါ့နော် Dinosaur နဲ့ Godzilla ချရင်ဘယ်သူနိုင်လဲလို့ ဂေါ်ဇီလာဆိုတာကဒီအကောင်ကိုမဟုတ်တာပါဒီကျွန်တော်တို့ဂျပန်ရုပ်ရှင်ကားတွေကဒီတတ်တော်ဝါးလေးတကောင်ရဲ့နာမည်ပေါ့နော်ဂေါ်ဇီလာဆိုပြီးတော့ဂေါ်ဇီလာအဖြစ်မှာတကယ်ကိုမရှိခဲ့တဲ့တတ်တော်ပါပါအဆုံးထိကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်